ဒီညနေမှာမတောင်းပါရင်ကွဲရရှယ်ချမ်းပြီပန်းချန်တဲ့ကအနိုင်ကျင်းတဲ့အုပ်စုအကုန်တိရပြီမင်္ဂလာပါ audio one စောင်းနိုင်ငံနေကြိုးဆိုပါတယ်မနေ့ကကျွန်တော်တင်တဲ့ညီလေးဝေရန်ထက်ဆိုင်ကပန်းချန်တဲ့ကအနိုင်ကျင်းတဲ့အုပ်စုကိုတိရင်စုချင်းမြင့်မယ်ဆိုတာအားလုံးသိလိုက်ကြမယ်ထင်ပါတယ်အဲ့ဒါနင်နာသူကာကန်ရှင်ရဲ့ပူအောင်ဆောင်ရွက်မှုညီလေးဝေရန်တို့ရဲ့ကြိုးစားမှုတို့ကြောင့်သူတို့အဖွဲလိုက်ကြောင်းကို နောက်ကန်ဘက်ဂရောင်းကစဘသူကဘလို့ဆိုတာအကြောင်းဆုံးသိရပြီလို့ဆိုပါတယ်ဒီအကြောင်းကိုရီလေးဝေယံထက်ဆိုင်ကဒီလိုမျိုးရေးတင်ထားပါတယ်ဘုံထက်နေဘူဒီဆိုတဲ့ခြာတိတ်နဲ့လူမလေးတစ်တိုက်မင်းတို့အချက်လက်မင်းတို့မိဘတွေရဲ့အချက်လက်မင်းတို့မိဘတွေရဲ့ဆိုရှယ်မှာနာမည်ရနေတဲ့ဟော့ပေါ့ဆိုင်အချက်လက်တွေအကုန်လုံးမင်းတို့ကို လိုက်နေတဲ့ငါတို့လက်ထက်မှာရှိရနော်ဥပဒေအတွင်းကပဲလှုပ်လှုပ် ်ဥရအပြင်ပါအပဲလှုပ်လှုပ်နှစ်ရက်တွင်ကိုမင်းပြောတဲ့စစ်ကြောရေးတယ်မင်းတို့အုပ်စုကိုပြန်ထည့်ဖို့အချက်လက်တွေပို့ပေးလိုက်ရုံပဲဟိုပိုင်းဒီပိုင်းနဲ့ပုံစံမျိုးနဲ့လူပါဝတာကြည်ဝါကြညီလေးတို့အုပ်စုရဲ့အသက်ရွယ်ကအပြင်လောကမှာရောလူပြည်မှာရောပျော်ပျော်ရွှင်ရွှင်နဲ့ရှင်သန်နေထိုင် ဖြတ်တန်းဖို့အများကြီးအချိန်ကြံနေတယ်။ငါညီတို့ကိုနှစ်ရက်အချိန်ပေးမယ်။ငါညီတို့တအုပ်စုလုံး ြေးနေတဲ့ကောင်တွေပြေးဖို့လုံနေတဲ့ကောင်တွေ account deactivate လုပ်သွားတဲ့ကောင်တွေလော့ချထားတဲ့ကောင်တွေမင်းတို့ရန်ကားအုပ်စုဖွဲ့အနိုင်ကျင့်ထားတဲ့လူငယ်တွေပေါ့ဘလို့တောင်းမှမလဲဘာပြန်လုပ်ပေးနိုင်မလဲဆိုတာကြည့်မယ်မင်းတို့ဗီဒီယိုရိုက် TikTok တင်တော့ကမင်းတို့အုပ်စုကလူငယ်တွေမင်းတို့ပေါင်းပါတွေအောင်မွဲခံပြီးတော့တမျိုးမျိုးပြန်ကြည့်ပြီးပြောနေကြတယ်မဟုတ်လားငါညီတို့တောင်းမှန်တဲ့ဗီဒီယိုလေးရိုက်တင်ခိုင်းရုံနဲ့ မင်းတို့ကနောင်နာရမယ့်ကောင်တွေမဟုတ်ဘူးဆိုတာငါတို့သိပြီးသားမင်းတို့မိဘတွေကသူတို့လက်ရှိနာမည်ရနေတဲ့ဟော့ပေါ့ဆိုင်စီးပွားရေးကြီးကြိုက်မှာဆိုလို့ live season နေရဆိုတာလည်းသိတယ်လူတွေကကိုယ့်ထိမှနားလည်တယ်ဆိုတာမင်းတို့မိဘတွေလည်းသိနေတယ်အေးအဲ့လိုပဲမင်းတို့အုပ်စုဖွဲ့အနိုင်ကျင့်ဗီဒီယိုရိုက် live မောက်တင်အရသာခံတဲ့ကောင်တွေဥရအတွင်းနေရအတိုင်းတိုင်းမင်လိုက်ကြအောင်ပေါ့ငါညီတို့ရာ သူ့ရဲ့ပြင်ကလုံးမဲ့ဟာတော့မပြောတော့ဘူးကလေးလေးကိုချင်းချောက်တယ်ဖြစ်နေမှာဆိုလို့ငါတို့ဘက်ကမင်းတို့ထိခိုက်အောင်မင်းတို့မိသားစုစီးပွားရေးရပ်တည်မရနာမည်ထိခိုက်အောင်ဘာမှမလုပ်ချင်မတင်ကျင်မှုဖြစ်လို့အေးဆေးပဲမင်းတို့လောက်ရအတွက်ဘာပြန်လောက်ပေးနိုင်မလဲဆိုတာဆိုရှယ်ဘဝအနေနဲ့တောင်းဆိုပေးထားရနော်နှစ်ရက်အချိန်ရမယ်နှစ်ရက်ဘူဒီပါဝင်ဘူဒီနဲ့ကက်စားဖားရပြီးပေါင်းတင်နေတဲ့ တောင်အောက်ကလာနဲ့ရန်ကင်းစက်တက်ဆနစ်ကိုရက်ကွက်ကလူမိုက်လိုလှုပ်ပြနေတဲ့အောက်တန်းစားကလေးကချေညီလေးတတိုက်ရန်ကုန်လုံးနေရာမျိုးမှာဥရမဲ့လာရန်ကားပြနေတယ်ဟုတ်လားအေးအေးငါညီတို့ကလူတိုင်းဝိုင်းအတွက်အမှိုက်ဖြစ်နေတော့ရှင်းပေးရတာပေါ့ကွာတဲ့ဒါက16နေရတင်ထားတာပါမနေရတော့ဒီလိုမျိုးထပ်တင်ထားတာတွေ့ရပါတယ်ဟန်တာခိုင်ငယ်ဟင်းတေစား တီဟာဆိုဘုံထက်နေဘူးစီညီလေးတို့ရေနက်ပြန်တရက်ချိန်ကြံသေးတယ်နော်။ဟောထတ်တိုးအနေနဲ့ဂျားရဲအားနေပွဲစီစဉ်သွားတဲ့ကလေးမလေးလင်းဝတီတော်လဲပါတယ်နော်။ဘာမှဝင်မလို့ပဲဘေးရနေရက်ကြည့်ရင်နဲ့ဗီဒီယိုရဲပါလာတဲ့အဖွဲရဲကောင်လေးတွေရဲ့မိဘတွေတောင်းမနက်ပြန်နန်းနာသူကလေးရဲ့အောက်ထင်းသူတွေကိုဆက်သွက်ပြီးတော့မိဘတွေပါကိုယ်တိုင်ကိုကြလာတောင်းမှန်ဖို့စီစဉ်ပြီးနေကြပြီ။ တကယ်ဝင်လောက်သွားတဲ့ကောင်တွေရဲ့မိဘတွေကအခုချိန်ထိနက်နာသူတွေဘက်ကိုမဆက်သွယ်ကြသေးဘူးဆိုတော့ social pushman လောက်လဲဂိမ်းမဆိုင်ဘူးအဖမ်းခံရမှာလဲဂိမ်းမဆိုင်ဘူးလူရောမတိုးလဲဂိမ်းမဆိုင်နိုင်ဘူးဆိုတဲ့သဘောလားညီလေးတို့ငါညီတို့ဒီမှာမင်းတို့ကိစ္စကိုလိုက်လုပ်နေတဲ့အကိုပါဝင်တခြားတခြား social influence တွေကိုမင်းတို့လိုရက်ကမှားသွားကြောင်းကာကံရှင်ကိုတောင်းပန်မှာကြောင်းဘယ်လိုရိုက်ပုတ်ပေးတာမျိုး မင်းတို့အကောင့်ကနေ social platform တွေပေါ်တင်ပေးတာမျိုးတွေရာလဲဒီပြဿနာကြီးပြေလည်ဖို့ကောင်းမွန်တဲ့ဖြေရှင်းခြင်းမှတ်ဖို့နော်ငါညီတို့လိုလူအောက်တန်းသားတွေကတောင်းမှန်ကြောင်းဗီဒီယိုလေးတစ်ပုဒ်ရိုက်တင်လိုက်ရုံနဲ့နောင်သားရသွားမဲ့ကောင်းတွေစော့ပိုးကျိုးသွားမဲ့ကောင်းမျိုးတွေမှတ်ဖို့ဆိုတာငါတို့ကကောင်းကောင်းကြီးသိတာပေါ့ကွာညီလေးတို့ငါပြင်ဆင်ချင်ရအောင်မင်းတို့အချိန်နဲ့ပေးထားလေဒီတော့ မင်းတို့မနှက်ပြန်တဲ့ရက်အချိန်ရသေးရမို့လို့ဗီဒီယိုရိုက်တင်တာမျိုးရိုက်ပို့တာမျိုးစောက်ရဲမပါတာတွေဆက်မလုပ်ကြပဲနဲ့မင်းတို့နဲ့မင်းတို့မိဘတွေကိုယ်တိုင်လူတွေသွားတောင်းပန်ရော်ကြေးပေးရမယ့်မိသားစုစီကိုအဆက်အသွယ်ရဖို့ကြိုးစားပါနင့်လာသူမိသားစုကိုဆက်သွယ်ဖို့ဖုန်းနံပါတ်မရှိတာတို့ဆက်သွယ်ဖို့မသိတာတို့ဆိုငါးစီမှာလာတောင်းငါးစီမှာမတောင်းကြရင်မနှက်ပြန်လာတောင်းမှမဲ့ မင်းတို့အဖွဲ့ထဲမှာပါလာတဲ့ကလေးတွေရဲ့မိဘတွေစီမှာသွားတောင်းလို့ရတယ်။မင်းတို့ကိုအရေးယူချင်တဲ့အဖွဲ့အစည်းတွေမင်းတို့ကိုကြုံတဲ့နေရာမြင်တဲ့နေရာတီးရှင်းနေတဲ့မင်းတို့ထက်ဇာရှိတဲ့လူတွေမင်းတို့မိဘစီးပွားရေးတွေဆိုင်တွေကိုအားမပေးတော့ဘူးဘိုင်ကော့လောက်ပြစ်မဲ့ဆိုတဲ့လူတွေစသဖြင့်တေလောက်အောင်မင်းတို့အချက်လက်တွေတီးရှင်းနေရတောင်းငါတို့ဘက်ကတခေါမဟပဲနဲ့ဂရိအတိုင်းနှုတ်လုံထားပေးတယ်ဆိုတာငါညီတို့ ပြက်ပြက်နဲ့နှကောင်းသွေးထွက်ရမဲ့ဖျက်တွေမဖြစ်စေချင်လို့ပဲအဲ့ဒါမှလက်မခံကြသေးဘူးဆက်ပြီးခေါင်းမကြောက်မယ်ဆိုရင်လည်းမင်းတို့သဘောပဲအနက်ပြန်ကနောက်ဆုံးရပဲနော်ကာယလန်းသွယ်နှစ်ရံငင်းကကောင်းမြမကုံကြီးမင်္ဂလာတောင်ညုံးကကောင်းစိန်ပန်းမြိုင်လန်းရံငင်းကကောင်းဗဟန်းနေရကောင်းနဲ့ကိုရက်ွက်ကြော်သူလန်းတောင်ဩကလာကညီလေးတို့ရေဒါ အကိုဘကမင်းတို့နေတဲ့မင်းတို့လိပ်စာတွေပဲနမူနာလေးချပေးထားသေးရနော်အဲ့ဒီကတချို့ကောင်တွေပတ်ပုံးနေတယ်ပတ်ပြေးနေတဲ့မျိုးတွေနေတွေနာမည်လိပ်စာထက်မပြောသေးဘူးမင်းတို့မိသားစု စီးပွားရေးတွေဝန်ထမ်းလုပ်နေတဲ့ကုမ္ပဏီနာမည်တွေနဲ့ဆိုရှယ်မှာဘလော့ဂါတွေခေါ်ရိုက်ပြီးနာမည်လေးပြန်ရလာတဲ့ဟော့ပေါ်ဆိုင်နာမည်တွေမပါသေးဘူးနောက်တစ်ခုတချို့ကောင်တွေရဲ့မိဘနာမည်ဇာတ်ူးတွေမပါသေးဘူး ဒီလောက်ပွဲစုသွားအောင်မင်းတို့လုပ်ခဲ့တဲ့ကိစ္စမှာမင်းတို့မိသားတွေရဲ့ယာတို့မတိခိုက်နိုင်ဘူးလို့မင်းတို့ထင်ကြရလားအကိုတို့ကဘာမှမပြင်ဆင်ပဲဒီလိုရန်ကုန်မြို့နယ်ကြီးမှာဥရိမဲ့နိုင်ထက်စင်းင်းပြုလုပ်တဲ့အမှုကြီးကိုထွက်ကင်းလိုက်တယ်လို့ထင်လို့လားကွယ်ဒီလောက်ဆိုရင်သဘောပေါက်ပြီးအမြင်မှန်ရားသိနေပြီလို့ထင်တယ်နာမည်တွေထုတ်ပြောလို့ဒီကလေးကပြောလို့သိတယ်မထင်နဲ့နော်သူတောင်အဲ့ဒီနေရာအထိုးခံရမှာ အဲ့ဒီကောင်တွေကိုမြင်ဘူးတာလေဗျာ။ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာ။ပုံကတော့နင့်နာသူညီလေးနဲ့သူ့ဖွေဖြစ်သူနဲ့ကျွန်တော်တို့ပဲဖြစ်ပါတယ်။ဒီထဲမှာတောင်းမှန်ရမယ်ဆိုတဲ့ပုံစံကိုထပ်ပြောထားပါတယ်။ဒါပေမဲ့တေချာမှာရှင်းလိုက်သူတွေအတွက်ကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးပါမယ်။တောင်းမှန်ရမယ်ပုံစံကနင့်နာသူကလေးနဲ့မိဘရှိရာကိုကျွလုံးသူကလေးများနဲ့မိဘများက ိုတိုင်းအိမ်နိုင်ရာရောက်တောင်းပန်ရမှာဖြစ်ပြီး ကျွလွန်ကဲမှုအတွက်ရောင်ချေပါပေးရမယ်လို့ဆိုထားပါတယ်ဒီလိုမှမလုပ်ရင်တော့ဒီထက်ပိုကျန်းတာတွေလာမှာပါအဲ့ဒီသဘောမျိုးရေးထားတာတွေးရပါတယ်အခုထိတော့ဟန်တာခိုင်ငင်းဆိုတဲ့ဗီဒီယိုထဲမှာဝင်ဆွဲပြီးတော့ဖုံခါပေးတဲ့ဘောင်းမီဗျူနဲ့ကောင်းလေးတယောက်ပဲ20ရက်နှစ်သူ့အမတွေခီးကပြန်ရောက်တာနဲ့အနိုင်ချင်းခံလာရတဲ့ကလေးရဲ့အိမ်ကို ကျင့်နဲ့အောင်ဘွားတောင်းမှတ်မှာမယ်လို့ဆက်သွယ်ထားကြောင်းသိရပါတယ်။အခုချိန်ထိဝယ်မတီးသေးတဲ့သူတွေဝယ်ဆွဲတဲ့သူတွေရဲ့မိသားစုတွေရပဲလာတောင်းပန်နေကြောင်းသိရပါတယ်။တကယ်လို့တဲ့ကောင်တွေရဲ့မိသားစုတွေကသူတို့ရဲ့ကလေးတွေကိုဖွက်ထားပြီးလုံးဝစောက်ကူးမဆိုင်ကြောင်းသိရပါတယ်။အဲ့တော့ဒီနေ့ညနေမှာသူတို့သွားပြီးတောင်းပန်မှုဆိုရင်တော့တကယ်ပွဲကြီးပွဲကောင်းကတော့လာပါပြီ။ဘယ်လိုဖြစ်မလဲ။ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ညနေမှာစောင့်ကြည့်ရမှာပါအဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာ၍ဘေးပြရာတွေဝေးကွာကြပါစေ